ပေးကူးမရှိဘဲကမ္ဘာဗလာခြေစစ်ပွဲအောင်ခဲ့တာကြောင့်ပိုဆွဲမှုရေပန်းစားလာတဲ့အင်္ဂလန်အင်္ဂလန်ဟာအယ်ဘေးနီးယားကိုအဝေးကွင်းမှာ၂ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးကမ္ဘာဗလာခြေစစ်ပွဲစဉ်တွေမှာပေးကူးမရှိဘဲကစားတဲ့ပွဲတိုင်းနိုင်ပြီးခြေစစ်ပွဲအောင်တဲ့ပထမဆုံးဥရောပအသင်းဖြစ်လာပြီးတဲ့နောက်မှာ၂၀၂၆ကမ္ဘာဗလာပြိုင်ပွဲမှာပိုဆွဲမှုရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်လာခဲ့ပါတယ် အင်္ဂလန်နဲ့အနိုင်ကိုးငကိုးလုံးကိုတွင်းယူခဲ့တဲ့အသင်းကောင်းစားဟာရီကိန်းတို့ဟာစံချိန်တစ်တွေပိုင်ဆိုင်သွားခဲ့ကြတာပါဒါပြင်အင်္ဂလန်ဟာကမ္ဘာပလာခြေစစ်ပွဲစဉ်တိုင်းကိုအနိုင်ရပြီးခြေစစ်ပွဲအောင်မြင်တဲ့ပြည်စမများဥရောပအသင်းဖြစ်လေမှတ်တမ်းဝင်ခဲ့ပါတယ်။အင်္ဂလန်ဟာခြေစစ်ပွဲစဉ်၈ပွဲကစားခဲ့ရမှာ၈ပွဲလုံးအနိုင်ရပြီး22ဂိုးသွင်းပြီးပေးဂိုးလုံးဝမရှိအောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။အနိုင်ဂိုး၂ဂိုးသွင်းယူခဲ့တဲ့တိုက်စစ်မှုဟာရီကိန်းကတော့ဘရာဇီးကန်တွင်ကစားသမားပီလီရဲ့နိုင်ငံအတွက်သွင်းဂိုးဆန်ခြင်းကိုကျော်ဖြတ်နိုင်ခဲ့တာပါ။ ဟာရီကိန်းဟာအင်္ဂလန်အတွက်132ပွဲကစားပြီး86ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီးပီလီက89ဂိုးသွင်းယူခဲ့တာပါအင်္ဂလန်ဟာစပိန်ဘရာဇီးအာဂျင်တီးနားတို့နဲ့အတူဘိုဆွဲဖို့ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်လာခဲ့တာဖြစ်ပါတယ်